အားလုံးမင်္ဂလာပါ Domain Knowledge Channel ကကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Mobile Legend Diamond တို့ PVPG UC တို့ပြီးတော့ HOG Token တို့ကိုဘယ်လိုမျိုးကိုယ်တိုင်ဝယ်လို့ရမလဲဆိုတာသိရတာမှဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ VPN လေးခံထားပေးဖို့လိုအပ်တယ်ပေါ့နော်။ဒါကျွန်တော် VPN တစ်ခုခံထားတယ်။တစ်ခုတတိပေးနေတာကဒီကျွန်တော်ခုပြောမဲ့ website တွေဝင်မယ်ဆိုလို့ရှိရင် VPN မဖြစ်မနေထမ်းဖို့လိုအပ်ပါတယ်။အဲ့လိုဆိုတော့ VPN မခံနာပဲနဲ့အကောင့်ဖွင့်ပြီးတော့အဲ့အကောင့်မှာတုံးနေတယ်ဆိုလို့ရှိရင်သူကငွေထည့်လို့မရတဲ့အဲ့ဒါဖြစ်သွားတတ်တယ်ပေါ့နော်။ Okay ဒီပြင်ချင်းပြီးသားရဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ Google မှာ smile.one လို့ရွေးချလိုက်ပါအဲဝင်ပြီဆိုလို့ရှိရင်ဒီထက်ရောက်သွားပါလိမ့်မယ်ကြွားကြတော့ဒါ Brazil ရ website ပေါ့နော်ဒီမှာဆိုလို့ရှိရင်အင်္ဂလိပ်စာတွေပေါ်နေတာတွေ့ရလိမ့်မယ်အော်အင်္ဂလိပ်စာပေါ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာအင်္ဂလိပ်စာတွေရွေးပြလိုက်လို့ရှိရင်အင်္ဂလိပ်စာတွေပေါ်လာပါလိမ့်မယ် Okay ဒီမှာကျွန်တော်တို့ account ဝင်မယ်ပေါ့နော် account ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီညာဘက်ပေါ်တောင်းက to enter ဆိုတာလေးတစ်ချက်နှိပ်လိုက်ပါနေပြီးသားလို့ရှိရင်ဒီညမှာကျွန်တော်ရဲ့ Google account နဲ့ login ဝင်လိုက်ပါမယ်။ Google account နဲ့ login ဝင်ပြီးသားပြီဆိုလို့ရှိရင်ဒီညလေးရောက်လာလိမ့်မယ်ပေါ့နော်။ဒါကျွန်တော်ရဲ့ account ပေါ့ အဲကျွန်တော်တို့အခုမှတခုခုပေါ့နော် mobile legend diamond ဝယ်ခြင်းနေဆိုလို့ရှိရင်ဒီထဲကိုဝင်လိုက်ဝင်ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ user id ဆို id ထည့်ပြီးတော့ကိုက diamond ဝယ်မယ်ထားပါတော့အဲ diamond ဝယ်မယ်ဆိုလို့ရှိရင် diamond တွေကိုကိုဝယ်ခြင်းနဲ့အမောင်းရွေးပြီးပြီးသွားလို့ရှိရင်အောက်နည်းနည်းဆွဲချလိုက်တိုင်းဆိုတာနဲ့ဒီမှာ payment method ဆိုတာရှိတယ် အိမ်မက်မက်တက်မှာသူက၄မျိုးပေးထားတယ်ပေါ့နော် smile coin ရှိမယ် pace ရယ် ticket ရယ် pace pay ရယ်ဆိုပြီး၄မျိုးရှိတယ်ကျွန်တော်တို့ကဒီ၃ခုတော့မသုံးဘူးကျွန်တော်သုံးတာကြတော့ smile coin ဆိုတဲ့ဒီကောင်သုံးတယ် smile coin ဆိုတာကကျွန်တော်တို့ဒီ smile.1 ဆိုတဲ့ website ကသူ့ရဲ့ currency ပေါ့နော်အဲ့ဒီ currency နဲ့ဝယ်လို့ရအောင်သူကလုပ်ထားပေးတာဆိုတော့ smile coin currency ကိုရဖို့တော့ကျွန်တော်တို့ကဝယ်ရမယ်ပေါ့နော်အဲ့လိုဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ account တစ်စက်တင်သွားလိုက်ပါ ဒီမှာကျွန်တော်တို့ရဲ့အပေါ်ဆောင်ကအကောင့်လေးကိုနှိပ်ပြီးလို့ရှိရင် order လေးတစ်ချက်နှိပ်လိုက်ပါ။ဒီညရောက်လာလိမ့်မယ်ပေါ့နော်။ဒီလည်းရောက်လာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော် smile coin နဲ့ရဝယ်ထားတယ်ပေါ့နော်။ဘယ်လိုဝယ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနှစ်ခုရှိတယ် recharge ရှိတယ် activation code ရှိတယ်။ recharge ဆိုတာကကျတော့ကိုကိုတိုင်းကိုဘတ်သားကိုငွေခေတာ။ activation code ဆိုတာကျတော့သူများစီကနေပြီးတော့ activation code ဝယ်ပြီးတော့ကိုယ့်ရဲ့အကောင့်ထဲကိုငွေခေတာ။နှစ်မျိုးရှိတယ်နော်။ activation code က ဘယ်လိုမှငွေပြေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတရားရောက်စီကနေပြီးတော့ smile coin activation code ဝယ်လိုက်တယ်ဝယ်လိုက်ပြီးဆိုရင်ဒီမှာ redeem code ဆိုတဲ့နေရာမှာကိုယ့်ရဲ့ထည့်ခြင်းနဲ့ခုနကဖွင့်လိုက်တဲ့ကိုယ့်ရဲ့ gmail account ရဲ့ပြီးလို့ရှိရင်ဒီမှာ activation code ကိုထည့်ပြီးတော့ redeem လုပ်လိုက်ပြီးဆိုတော့ ਨੇ smile coin ကကိုယ်ဝယ်တဲ့ amount တိုင်းကိုကိုယ့်အကောင့်နဲ့ရောက်လာလိမ့်မယ် recharge နဲ့ဘယ်လိုငွေသိမလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ recharge ကိုတစ်ချက်နှိပ်လိုက်မယ်အဲ့လိုနှိပ်လိုက်ပြီးပြီးဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ account ဝေဖြစ်နေတဲ့ Gmail ကိုကျွန်တော်ထည့်လိုက်ထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘလောက်ဝင်မလဲပေါ့နော်ကျွန်တော် smile coin နဲ့ရာကိုသူတို့ရဲ့ brazilian reese ပေါ့နော်20ကျမယ်လို့သူကရေးထားတယ်ဒါတော့ကိုလိုချင်တဲ့ amount ကိုရွှေ့ပြီးတော့ကျွန်တော်တို့ဒီမှာဘာနဲ့ပြေးချင်မလဲပေါ့နော်ကျွန်တော်ဒီနေ့ဖြည့်ပြမှာက cryptocurrency နဲ့ဖြည့်ပြမှာပေါ့နော်ကျွန်တော်ဒီ payment သုံးခွာကျွန်တော်မသိဘူး cryptocurrency နဲ့ကျွန်တော်ဖြည့်မှာ ဆိုတော့ cryptocurrency တို့ရွေးလိုက်ရွေးပြီးသားပြီဆိုလို့ရှိရင်အောက်မှာ confirm payment ဆိုတာလေးတစ်ချက်နှိပ်လိုက်ပေါ့နော်။ Okay နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာရောက်လာပြီပေါ့နော်။ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော် payment method အောက်မှာ crypto ရှိတယ်ပြီးတော့ choose currency ဆိုတာရှိတယ်။ cryptocurrency နဲ့ mini ရဲ့သူတွေတော့ကိုဒါဘယ်လိုမျိုးနားလည်အောင်ရှင်းပြမလဲဆိုရင်ကျွန်တော်တို့ကဒါကကျတော့အပေါ်ကဒါပတ်စံပေါ့နော်။ဒီအောက်ကကျတော့ choose network ဆိုတာကငွေလဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက် network နဲ့ဟိုဘက် network နဲ့နှစ်ခုကတူတော့မှကျွန်တော်တို့ကငွေလွှဲလို့ရတာ။ အဲ့လိုမဟုတ်ဘဲနဲ့ကိုကကျွန်တော် never မားလဲမိလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပတ်စံကဟိုဘက်ကိုမရောက်ဘဲနဲ့လေထဲမှာပျောက်သွားမှာကျွန်တော်တို့ရဲ့ USDT နဲ့ USDC ဆိုတာက1ဒေါ်လာနဲ့ညီရဲ့ပတ်စံလေးပေါ့နော်ဆိုတော့ကျွန်တော်တို့က USDT ကအတုံးများရဲ့ USDC လည်းတုံးလို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော် USDT နဲ့ပဲအတုံးများတော့ဒီကောင်လေးရွေးလိုက်မယ်ဒီလိုရဆိုလို့ရှိရင်အောက်မှာ choose a network ဆိုတာရှိတယ်နောက်ကသူကနောက်ခုနှစ်တခုကအလုပ်လုပ်တဲ့ပုံစံမတူဘူးပြီးလို့ရှိရင်ကြားတဲ့ fee တွေမတူဘူးအဲ့တော့ကျွန်တော်တို့က fee အနည်းဆုံးဖြစ်တဲ့ဟာကိုရေးပြီးတော့လွှဲရမယ် โอเคဆိုတော့ဒီထဲမှာကျွန်တော်တို့က Tron ရှိတယ် Ethereum ရှိတယ် Polygon Solana BSC ရှိတယ်ဒီထဲကဈေးသက်သာဆုံးဖြစ်တဲ့ Polygon network ကိုကြွေလိုက်မယ် โอเคဒါ filling dd ဆိုတာပါကျွန်တော်တို့ပွင့်လာတဲ့ account ရဲ့ gmail ကိုရေးခဲ့ရမယ်ပေါ့နော်โอเคကျွန်တော် gmail ထည့်ပြီးသားရေဆိုလို့ရှိရင်ဒီမှာ confirm တစ်ချက်နဲ့လိုက်မယ်ပေါ့နော်โอเคဆိုတော့ဒီညရောက်သားလိမ့်မယ်ပေါ့เนาะဒီညရောက်ပြီဆိုတော့ကျွန်တော်ဒီမှာ QR code ပေါ်မယ်အပေါ်မှာ3.73 USDT polygon ဆိုတာတွေ့နေမယ်ဒါကအရှေ့က USDT ဆိုတော့ကကျွန်တော်ရဲ့ currency နောက်ကဟာကျွန်တော် network ဒီ network ကိုတိထားဖို့လိုအပ်တယ်ဒီဟာကို QR code ဖတ်လိုက်တာ ਨੇ ကျွန်တော်အောက်မှာပေးထားတဲ့ address ကတခါရဲ့ဝင်သွားလိမ့်မယ်ဆိုတော့ပြောချင်တာ ဒီမှာ payment amount က3.73 USDT polygon payment network က polygon ပြီးလို့ရှိရင် pay to the address ဆိုတာကဒီကောင်လေးဒီ address ဆိုတာကကျွန်တော်တို့အလဲပြောရမယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်လိုပဲဒီနံပါတ်ကိုတီမှာကျွန်တော်တို့ကလွှဲလို့ရမယ်တပေါ်ဒါပေမဲ့နံပါတ်မှာပြီးတွဲမိရဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံဆိုရှယ်ဝါမယ်ပေါ့နော်အဲ့ဒီသဘောမျိုးပဲဒီကောင်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကဏ္ဍနဲ့အများကြီးရှိတယ်အဲ့ဒီကဏ္ဍနေတစ်ခုမှကျန်အကုန်လုံးမှန်နေမှာအဲ့ဒီနံပါတ်ကို address ကိုလွှဲလိုက်တော့မှဒါလင်းကျွန်တော်တို့ကဟိုဘက်ကိုပတ်စံရောက်သွားမှာမဟုတ်ဆိုလို့ရှိရင်နည်းနည်းလေးမှားသားတယ်ဆိုရင်တော့မှကျွန်တော်တို့ရဲ့ပတ်စံကလေထဲမှာပျောက်သွားလိမ့်မယ် ဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဝင်လွှဲတဲ့ခါမှာဒီမှာရှိတဲ့ address number တွေကိုတိကျစစ်ဖို့လိုအပ်တယ်ပေါ့နော်။ Okay ဆိုတော့ဘယ်လိုလုပ်ရလဲပြန်မယ်ပေါ့နော်။ โอเคပထမဆုံးအနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ search bar မှာ BINANCE Binance ဆိုပြီးတော့ရိုက်ချလိုက်ပါရိုက်ချပြီးလို့ရှိရင်ဒီကောင်းလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ install တင်လိုက်ပါမယ်ကျွန်တော်တို့ install လုပ်ပြီးပါပြီဆိုလို့ရှိရင်တော့ဒီ application တွေကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါမယ်။ Okay ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကိုယ်မှာ account မရှိသေးဘူးဆိုလို့ရှိရင်တော့ account ဖွင့်လိုက်ပါ။ account ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ account ကို KYC တင်ဖို့လိုအပ်ပါတယ်။ KYC ဆိုတာဘာလဲဆိုလို့ရှိရင်ဒီ account ကိုကိုယ်ကပိုင်ဆိုင်ကြောင်းဒီ account အပိုင်ရှင်ကကိုယ်ဟုတ်ကြောင်းကိုကျွန်တော်တို့ကနေပြီးတော့ မပုံတင်ရတဲ့သဘောပေါ့နော်အဲ့လိုတင်ဖို့တယ်ကျွန်တော်တို့ရဲ့ဒီဘက်ဘက်အပေါ်တောင်းမှာရှိတဲ့မြင်းကြောင်လေး၃ညောင်းကိုတစ်ချက်နှိမ့်လိုက်ပါနေပြီးသွားလို့ရှိရင်အမကိုမပုံတင်ရမယ့်နေရာလေးကျွန်တော်တို့ရဲ့အကောင့်နေရာမှာတွေ့လိမ့်မယ်ပေါ့နော်အမကိုရဲ့မပုံနေနဲ့တုံးပြီးတော့အကောင့် KYC အောင်ရင်းလုပ်ပါရင်းလုပ်ပြီးသားလို့ KYC အောင်ဝိုင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့ကငွေစလွှဲလို့ရပါပြီကျွန်တော်တို့အနေနဲ့အဓိကက KYC အောင်တော့မှသာလေးငွေရတရားနဲ့တရားလွှဲလို့ရတာဆိုတော့အရင်ဆုံး KYC အောင်ဖို့အရှင်လိုအပ်ပါတယ်။ Okay KYC အောင်သားပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကဒီ USDT ဆိုတဲ့ stable coin ကိုသွားဝယ်ဖို့လိုအပ်ပါတယ်။အဲသွားဝယ်မယ်ဆိုလို့ရှိရင်ဒီမှာ P2P မှာကျွန်တော်တို့ဝယ်လို့ရတယ်။ဒီ P2P မှာကျွန်တော်တို့ဝယ်လို့ရတယ်။ဝယ်လို့ရှိရင်ကျွန်တော်ရဲ့ဒီ account ကို USDT တွေလောက်လာလိမ့်မယ်။ကျွန်တော်ဝယ်တဲ့အစိပ်ပိုင်းတော့ကျွန်တော်မပြတော့ဘူး။ဒီ P2P မှာဝယ်မယ်ဆိုလို့ရှိရင် P2P တဲ့ဝင်ပြီးတော့ဒီမှာ buy ရှိတယ် sell ရှိတယ်။ဟိုဘလောက် amount နဲ့ဝယ်မယ်ဆိုတာကိုရွေး keep ဝေရွေးရေးပြီးလို့ရှိရင်ကိုယ့်ရဲ့ account ကိုဘလောက်ဝယ်မယ်ဆိုတာကိုပြောပြီးတော့ဝယ်ဝယ်ပြီးသွားရင်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ account ကို USDT တွေရောက်လာလိမ့်မယ်ပေါ့နော်။ အဲ့တော့ကျောင်းလာပြီဆိုလို့ရှိရင်ခုနက QR code ကိုကျွန်တော်စကန်ဖက်ပြီးတော့ငွေလွှဲတော့မယ်ဘယ်လိုလွှဲမလဲဆိုလို့ရှိရင်ကျွန်တော် access တဲ့ဟိုတော့ပါပြီလို့ရှိရင်ကျွန်တော်တို့ကခုနက B2B ကနေပြီးတော့ဝယ်လာတယ်ဆိုလို့ရှိရင်ဒီ funding ဆိုတဲ့ wallet ထဲမှာကျွန်တော်တို့ရဲ့ခုနကဝယ်လာတဲ့ USDT ရရောက်နေလိမ့်မယ်ပေါ့နော် funding wallet ထဲကနေဝယ်လက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က USDT ရွှေလိုက်ရွှေလိုက်ပြီးတိုင်းဆိုလို့ရှိရင် အောက်မှာကျွန်တော်တို့က cent ဆိုတာရှိရဲဒါလေးတစ်ချက်နှိပ်လိုက်နှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာ အောက်မှာ send to binance user နဲ့ on chain withdraw ဆိုရှိရကျွန်တော် on chain withdraw လေးကိုတစ်ချက်နှိမ့်လိုက်ပါမယ်ခုနက send to binance user ကြတော့ binance user အချင်းချင်းကျွန်တော်တို့ကငွေလွှဲတာ okay ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီမှာ address ဆိုတဲ့နေရာမှာခုနကဒီကဏ္ဍနဲ့အများကြီးရှုပ်ချက်ခံနေတဲ့ဟာကြီးကျွန်တော်ကထည့်ရမယ်ဒီနေရာမှာကျွန်တော်တို့ခုနက QR code ကို scan ဖတ်လိုက်ပါမယ် yellow scan ဖတ်ရှင်အောင်ဆိုလို့ရှိရင်လည်းအောက်မှာသူက pay to thing address ဆိုတာခုနကျွန်တော်ပြခဲ့တာရှိတယ်အဲ့ address ကိုလည်း copy ကူးပြီးတော့ဒီနေရာမှာလာထည့်လို့ရတယ်โอเคလောလောဆယ်ကျွန်တော် scan ဖတ်လိုက်မယ်ပေါ့เนาะ okay scan ဖတ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒီခုနက address တွေကကျွန်တော်ဒီထဲရောက်လာပြီပေါ့နော်ရောက်လာပြီဆိုလို့ချင်းအောက်မှာ network ဆိုတာရှိရဲ့ network ကျွန်တော်တစ်ချိန်ယူလိုက်မယ် network ဆိုတာကကျွန်တော်ခုနရှိမှပြောခဲ့သလိုပဲ polygon network ဆိုတော့ကျွန်တော် polygon network ကိုဒီမှာရွေးဖို့လိုရပါတယ် network တွေကဒီမှာအများကြီးရှိပါတယ်ကျွန်တော်တို့ကကိုရွေးထားတဲ့ network မဟုတ်ပဲနဲ့မှားပြီးလို့ရွေးလိုက်မိရဆိုလို့ချင်းကိုလွှဲလိုက်တဲ့ငွေရလဲအဲ့ဒီခုနကကျွန်တော်တို့ငွေဖြည့်မဲ့ smile coin ငွေဖြည့်ထားတဲ့ဟာလဲတောင်မှမဟုတ်ပါဘူး ကျွန်တော်အနေနဲ့ခုနကပိုလီဂွန်ရေးထားရဆိုတော့ကျွန်တော်ပိုလီဂွန်နဲ့ရှာမယ်ပေါ့နော်အဲ့ဒါပိုလီဂွန်တော့ရေးထားသေးပါလိမ့်မယ်ကျွန်တော်ဒီပိုလီဂွန်ဆိုတဲ့ဟာလေးရေးလိုက်ပါမယ်အောက်မှာသူတစ်ခါလဲ fee ဘယ်လောက်ကျမယ်ဆိုတာပါတချီထားပေးပါတယ် fee က0.011 USDT ကျပါလိမ့်မယ် minimum withdrawal rate ဆိုတာကကျွန်တော်တို့ဒီအကောင့်လင်းရနေပြီးတော့ဘယ်လောက်အနည်းဆုံးထုတ်ရမယ်ဆိုပြီးတော့သူကပြောနေတာပါ target time ဆိုတာကအချိန်ဘယ်လောက်ကြာလို့ရှိရင်ရောက်မယ်ဆိုတာကိုသူကရေးပြထားတာပေါ့နော် okay အားလေးကိုကျွန်တော်တို့ကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ polygon လေးဆိုတာလေးကိုကျွန်တော်ရွေးလိုက်မယ် ဒါဆိုကျွန်တော်နောက်ရောက်ယူလာပြီးသွားပြီအမောက်အမောက်ကကြတော့ခုနကကျွန်တော်တို့ထည့်ရမယ့်အမောက်အတိအကျကိုဒီမှာရိုက်ထည့်ဖို့လိုရပါတယ်လိုလဲလိုလို့မရသလိုပိုလဲပိုလို့မရပါဘူးဒါအရေးကြီးပါတယ်လိုဝါခဲ့ရဆိုလို့ရှိရင်ကိုလွှဲလိုက်တဲ့အမောက်ကပိုပက်ထည့်ကိုမရောက်မှဖြစ်သလိုပိုဝါခဲ့ရဆိုလို့ရှိရင်ပိုပိုပြီးတော့လွှဲလိုက်တဲ့အမောက်ကဟိုမှာတော့ပုံမှာမဟုတ်ပါဘူးအဲဒီကြောင့်မလို့ကိုလွှဲမယ့်အမောက်ကိုတေချာလေးရိုက်ထည့်ဖို့လိုရပါတယ်ခုနက3.73ဒေါ်လာဆိုတော့ကျွန်တော်အနေနဲ့3.73ဒေါ်လာအတိအကျထည့်ဖို့လိုရပါတယ်3.73 ဒီမှာထည့်လိုက်ပါပြီဒါပေမဲ့တခုရှိတာကကျွန်တော်တို့ကအောက်မှာဒီမှာဒါလေးကြည့်ဖို့လိုပါတယ် resist amount ဆိုတာကအောက်မှာ3.719ဆိုပြီးရေးထားတွေ့ပါလိမ့်မယ်ဒါဘာလို့ရောသွားတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ CJ power လို့ပါအဲ့ဒါကြောင့်မို့လို့ကျွန်တော်တစ်ခါလဲလွှဲမယ်ဆိုလို့ရှိရင် CJ ပါတစ်ခါလဲထည့်ပေါင်းပြီးတော့ရိုက်ပြီးတော့လွှဲမှဒါလေးခုနက3.73ကဟိုဘက်ကိုဝင် amount အတိအကျရောက်သွားမှာဖြစ်ပါတယ်ဆိုတော့0.011ကိုကျွန်တော်တို့ဒီမှာတစ်ခါထည့်လိုက်ဖို့လိုရပါတယ် တော့0.0111နဲ့3.73နဲ့ပေါင်းမယ်ဆိုလို့ရှိရင်3.741ပေါ့နော်အဲ့တော့ရိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ receive amount က3.73ဆိုပြီးတော့ငွေအမောင်းအတိအကျဖြစ်သွားတာတွေ့ပါလိမ့်မယ်ကျွန်တော်တွေ့ရမယ့် amount အတိအကျကိုရိုက်ထည့်ဖို့လိုအပ်ပါတယ် okay ဆိုတော့ဒါ fee ရော3.73ရောနောက်ခုပေါင်းတဲ့ချိန်မှာဒီကောင်ကနေပေးလိုက်ရမယ့် amount က3.741ကျွန်တော်တို့ပေးလိုက်ရပါမယ် okay အဲ့လိုမျိုးရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ဒီပြန်စစ်ဖို့လိုအပ်ပါတယ် ဘာလို့ပြင်ဆင်မလဲဆိုလို့ရှိရင်ကျွန်တော် number မှန်လားပြီးလို့ရှိရင်ဒီ address မှန်လားဆိုပြီးတော့နှစ်ခုတစ်ချက်ပြင်ဆင်မယ်စစ်ပြီးတော့မှန်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က withdraw နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဝင်လွှဲလိုက်တဲ့ USDT ကခုနက smile coin payment နဲ့ဝင်သွားလိမ့်မယ်ပေါ့နော်အဲဆိုရှင်အချိန်တစ်ခုလောက်ဆောင်းလိုက်အချိန်တစ်ခုဆောင်းမိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခုနက smile.1 ဆိုတဲ့ website ကကျွန်တော်ဖွင့်ထားတဲ့ account တွေကို smile coin တွေရောက်လာမှဖြစ်ပါတယ် ျွန်တော်တို့ငွေရောက်ပြီဆိုလို့ရှိရင်ဒီ Helena လေးမှာ payment successful ဆိုပြီးပေါ်လာပါလိမ့်မယ်။ကျွန်တော် payment successful ဖြစ်သွားပြီဆိုလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်ရဲ့ balance နေရာမှာတိုးလာပါလိမ့်မယ်။ Okay ဆိုတော့ဒီ video မှာကျွန်တော်ဘယ်လိုဝင်ရလဲဆိုတဲ့နည်းလမ်းကိုပြောပြသွားတဲ့အချိန်မှာကျွန်တော်ရှောင်ရှားမယ့်အချက်လေးတွေတစ်ချက်ပြောချင်ပါတယ်။ဗီဒီယိုစာမှာပြောခဲ့သလိုပဲဒီ smile.one website ကိုဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့က VPN မခင်မနေခံဖို့လိုအပ်ပါတယ်။မဟုတ်လို့ရှိရင်ခုနကကျွန်တော်တို့ဒီ recharge ဆိုပြီးလုပ်တဲ့နေရာမှာကိုယ့်အကောင့်ထဲကိုထည့်တဲ့အခါမျိုးတွေမှာ ြပြမခံတော့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အကောင့်တွေကိုဝေထည့်လို့မရတော့ပါဘူးအဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကတော့အကောင့်အသစ်တစ်ခုထပ်ဖွင့်ရတဲ့ကိစ္စမျိုးတွေကြုံလာနိုင်တယ်ပေါ့နော်ဒါတခုပါနောက်တစ်ခုကကြတော့ဆွမ်းနာကျွန်တော်ပြခဲ့တဲ့ currency တွေရှိတယ် network တွေရှိတယ်အဲ့နှစ်ခုကိုမှားမလွဲမိပါစေနဲ့မှားလွဲမိရဆိုလို့ရှိရင်တော့ဒါကိုယ်ထိုင်တဲ့ပုံကံပါပြီးလို့ရှိရင်ခုနက Binance ကနေပြီးတော့ငွေလွှဲတယ်ဆိုလို့ရှိရင်လည်းဘိုးဘက်ကိုငွေအတိအကျရအောင်လွှဲဖို့လိုအပ်ပါတယ်ပို့လို့လည်းမရပါဘူးလိုလို့လည်းမရပါဘူးအတိအကျလွှဲဖို့လိုအပ်ပါတယ် okay ဆိုတော့ ကျွန်တော်တို့ဒီမှာ smile coin ရလာပြီဆိုလို့ရှိရင်အဲ့ smile coin နဲ့ကျွန်တော်တို့တွေကဒီ website မှာရှိတဲ့ဒီအခြားသော game တွေပေါ့နော် mobile legend ရှိမယ်ဒါမှမဟုတ်ရှင်ကျွန်တော်တို့ဒီမှာအာ free fire ရှိမယ်เนาะအခြားသော game တွေအကုန်လုံးကိုလိုချင်တဲ့ဟာကြီး item တွေကိုဝယ်လို့ရပါတယ် PUBG ဝယ်မလားဒါမှမဟုတ် HOG ဝယ်မလားဝယ်လို့ရပါတယ်ဟောပြီးတော့အောက်မှာဆိုလို့ရှိရင်သူရဲ့အခြားသော service တွေရှိတယ်ပေါ့နော်ဒါတွေအကုန်လုံးလည်း smile coin သုံးပြီးတော့ကျွန်တော်တို့ဝယ်လို့ရမှာဖြစ်ပါတယ်โอเคဆိုတော့ဒီနေ့ video လေးရတော့လောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေ ကျွန်တော်ရဲ့ domain knowledge telegram channel လေးမှာ youtube တို့ tiktok တို့ဒီလိုမျိုး social media ပေါ်မှာတင်လို့မရတဲ့ resource တွေ file တွေ video တွေကို download လုပ်လို့ရအောင်ကျွန်တော် telegram channel လေးမှာတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ telegram channel လေးကို join မို့ဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ် see you guys next time